အဲ့တော့တန်ရောစင်ဆိုတာဟာလူတွေကတော့ချစ်ခင်ချင်းကိုသားလင်တန်ရောစင်လို့ခေါ်တာမဟုတ်ဘူးချစ်ခင်ချင်းကလည်းတန်ရောစင်မုန်တီးချင်းကလည်းတန်ရောစင်မသိချင်းကလည်းတန်ရောစင်သူချင်းအောင်ထားတဲ့ဟာတွေကျွဲကောအများဖြင့်တန်ရောစင်တန်ရောစင်ဆိုရင်တဏှာပဲတူရထင်းနေကြတယ်ဘုရားတန်ရောစင်10မျိုးရှိတယ်အကုသိုလ်တွေကတော်တော်များများတန်ရောစင်နေကြည့်ပြ ။ဘာကြောင့်တန်ရောစင်တွေခေါ်လို့ဆိုဆင်းရဲဒုက္ခနဲ့ချီနှောင်ထားလို့ပဲ။အဲ့ဒါတွေကိုပြုတ်ထွက်သွားတယ်။အဲ့ဒါတွေပြတ်ဖို့ရေးချီတာ။အဓိကကတော့အဲ့ဒီကိုသွား။သစ္စာပြတရားတော့ကအဲ့ဒါဖြတ်တာပဲ။အဲ့ဒါဖြတ်တာဘာနဲ့ဖြတ်တာတော့ဆိုအမှန်ကန်ဆင်းရဲသုံးသက်ခြင်းဖြစ်ဖြတ်တယ်။အဲ့ဒီလိုမမကန်ကန်ဆင်းရဲသုံးသက်နိုင်မှုကပညာလို့ခေါ်တယ်။ အဲ့ဒီပညာဟာအမျက်ဆုံးပဲဘုရားဗဒမှာယုံကြည်မှုကလည်းအဓိကမဟုတ်ဘူးလက်တွေ့သိရှိနားလည်မှုကအဓိကဖြစ်တယ်ဒါကြောင့်မို့ဘက်ကရှိပါမှာသမာဓိဋ္ဌိ right understanding ဆိုတာအဓိကထားတော့မင်္ဂလာနားလည်ဖို့အရေးကြီးမင်္ဂလာမြင်တတ်ဖို့အရေးကြီးမင်္ဂလာမြင်ပြီဆိုမှဒါအခုကအမြင်မှန်ရအောင်ဆင်းရဲတာပဲ မစင်းစားရင်မသိဘူးစဉ်းစားမှသိတယ်အမြင့်မှန်ရအောင်ဆင်းရဲသုံးသက်ခြင်းဒါသမ္မတဒိဋ္ဌိပဲ